နေ့စဉ်မိုးလေဝသတည်2025ခုနှစ်ဇွန်လ3ရက်နေ့နနက်ခွန်းတူညတူညနာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံလေအကောင်းနေပါသည် ယနေ့ညနေအထိခံမှန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးကချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည့်ရွာရန်ရာနှုံးပြည့်ဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည် မြမပင်လေပြင်းမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးမီမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနာ yı လျင်35မိုင်ထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်9ပေမှ13ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခမ်းမန်းချက်မုတ်တုံလေအားအသင့်တင့်ရှိမည် နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက် မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရံရံနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရံရံနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရံနှုံးပြည့်ဖြစ်ပါသည်နေ့စဉ်မိုးလေဝသ